ြီးခဲ့တဲ့ဇွန်လ19ရက်နေ့ညနေပိုင်းကအစ္စရေးလီတောင်တိုက်ခိုက်မှုတစ်ခုဟာအီရန်နိုင်ငံကကာဗွန်ဖိုင်ဘာဆက်ယုံတစ်ခုကိုဖျက်ဆီးပစ်ခဲ့ပါတယ်။ဒီဆက်ယုံကိုဒေါ်လာ3500ယင်းနီးမြှုပ်နှံပြီးတိစောက်ခဲ့တာဖြစ်ပြီးတရုတ်ကွန်မြူနတီပါတီ CCP ရဲ့အကူအညီနဲ့တိစောက်ထားတဲ့အဓိကစီမံကိန်းကြီးတစ်ခုပါ။အဲဒီဆက်ယုံဟာဒရုန်းနဲ့ဒုံးကျည်ကိုယ်တွေတွေထုတ်လုပ်ရမှာအသုံးပြုပါတယ်။အစ္စရေးမီဒီယာတွေရဲ့ဖော်ပြချက်အရအီရန်လယ်ပိုင်းမှာရှိတဲ့စတူယန်မီတာ3000ကျော်ဝန်းနဲ့ဒီကာဗွန်ဖိုင်ဘာပေါင်းစပ်ပစ္စည်းဆက်ယုံဟာအီရန်ရဲ့ဒုံးကျည်တွေနဲ့ဒရုန်းတွေဖြစ်တဲ့ လူသိများတဲ့ Shahed drone တွေနဲ့ Victory 110ဒုံးကြီးတွေအတွက်ကိုယ်တယ်တွေထုတ်လုပ်ရမှာအဓိကခံကဏ္ဍကနေပါဝင်ခဲ့ပါတယ်။ Israel ထောင်လန်းရေးဖွဲ့ Mossad ကလာပေါင်းများစွာဂျူဒီမီဒီဆက်ယုံရဲ့ဒီနေရာကိုဂျူဒူးတပ်ပုံတွေနဲ့အေဂျင့်တွေရဲ့သတင်းပေးပို့မှုတွေကနေဖော်ထုတ်နိုင်ခဲ့တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဆက်ယုံရဲ့ထုတ်လုပ်မှုစွမ်းရည်နဲ့မဟာဗျူဟာမြောက်အရေးပါပုံကိုလည်းအတည်ပြုနိုင်ခဲ့ပါတယ်။ဇွန်လ19ရက်နေ့မှာတော့ Israel တပ်က F15 တိုက်လေယာဉ်တွေကိုအသုံးပြုပြီးဒီဆက်ယုံကိုတိကျသွားတိုက်ခိုက်ခဲ့ပါတယ်။ Israel ရဲ့ Twitter အကောင့်မှာဒီ carbon fiber ဆက်ယုံကို CCP ရဲ့အကူအညီနဲ့တိစောက်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဆက်ယုံကိုဘုံမကျဲခင်မှာ Israel ကဝန်ထမ်းတွေနဲ့အနီးအနားကအရက်သားတွေဘေးလွယာကိုရွှေ့ပြောင်းနိုင်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ online အသုံးပြုသူတချို့ကတရုတ်ရဲ့ electronic ထောက်လိုင်းရေးသင်္ဘောနှဆင့်ကိုလည်းပြစ်မှတ်ထားတင်တယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်။အရင်ကဂျူလူတပ်ပုံတွေမှာတရုတ် A15C အမျိုးအစား electronic ထောက်လိုင်းရေးသင်္ဘောနှဆင့်ပါရှန်ပင်လယ်ကွက်ရေပြင်တွေကိုဝင်ရောက်လာပြီး ဟောမုစ်အေလက်ဂျာစီဥတီနေတာကိုတွေ့ခဲ့ရပါတယ်။တရုတ်ဆိုရ CCP ဟာရေနံနဲ့တခြားစွမ်းအင်အရင်းမြစ်တွေအတွက်အလဲအလှယ်အနေနဲ့အီရန်ကိုဒုံးကျည်နဲ့ drone စီစဉ်တွေမှာတီထွင်ရမှာကာလရှည်ကြာကူညီခဲ့တာကြောင့်အီရန်ဟာ CCP ရဲ့ခပ်ပလန်းစီမံကိန်းမှာအဓိကကျတဲ့ပန်းလိုက်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနှစ်ရဲ့ပထမ3လပတ်မှာအီရန်ကုန်တင်သင်းမော20ဟာတရုတ်ကနေဒုံးကျည်လောင်းတာတွေတင်သွင်းတယ်လို့အနောက်မီဒီယာတွေကဖော်ပြခဲ့ပြီးနောက်အီရန်စီကိုကုန်ပစ္စည်းအမြောက်များနဲ့ဥတီလာနေတာကိုတွေ့ခဲ့ရပါတယ်။ ဂျော်ဒူတပ်ပုံတွေကနေဒီဒုံးကြီးလောင်းသားတွေအီရန်ကိုရောက်ရှိနေပြီဆိုတာကိုအတည်ပြုခဲ့ပါတယ်။နိုင်ငံသားမီဒီယာတွေကကိုးကားဖော်ပြတဲ့အမည်မဖော်လို့တဲ့အနောက်တိုင်းထောက်လန်းရေးသတင်းရင့်မြစ်တွေရာဒီတာရုဖြစ်စည်းတွေပျက်စီးတွေကို Ammonian Perchlorate အဖြစ်ပြောင်းလဲနိုင်ပြီးအီရန်ရဲ့တာလက်ဒုံးကြီး260အတွက်အဓိကကျတဲ့လောင်းသားတွေကိုထုတ်လုပ်နိုင်ပါတယ်။2024ခုနှစ်ဧပြီလမှာအီရန်ကအစ္စရေးကိုဒီလိုဒုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်။ဒီနေ့မတ်လမှာတရုတ်လုပ်ကိုတဲ့အစိတ်ပိုင်းတွေကို ်ယီမင်အိုမန်နယ်စပ်ကြားမှာကြားဖြတ်ဖမ်းသိရမိခဲ့ပါတယ်။ဒီအစိပ်ပိုင်းတွေကိုအီရန်နဲ့ဟူသီတပ်ဖွဲ့တွေအတွက် တိုက်ခိုက်ရေးဒရုန်းတွေထုတ်လုပ်ဖို့အသုံးပြုခဲ့တာပါ။အဲဒီလားအစောပိုင်းမှာဟူသီဒရုန်းရဲ့အပျက်စီးတွေထဲမှာတရုတ်လုံဟိုက်ဒရိုဂျင်ဟိုက်ဒရိုဂျင်စီဆဲလ်တွေတွေ့ရှိခဲ့ပါတယ်။ CCP ဟာဒရုန်းအင်ဂျင်တွေဒုံးကျည်တွေအတွက် GPS လမ်းညွှန်မော်ဂျူတွေနဲ့တခြား electronic ပစ္စည်းတွေကိုလည်းအီရန်နဲ့ဟူသီတွေကိုရောင်းချခဲ့ပါတယ်။ဒီနှစ်ဧပြီလမှာတရုတ်နိုင်ငံပိုင်းချောင်ကွမ်စက်တလိုက်တက္ကနိုလော်ဂျီကုမ္ပဏီဟာ ဟူဒီဖွဲ့ကိုတရုတ်ဂျူရူဓာတ်ပုံတွေအချိန်နဲ့တပြင်းညီပံ့ပိုးပေးနေတယ်ဆိုတာပေါက်ကြားလာပါတယ်။ဒါကြောင့်ဟူဒီတွေကပင်လယ်နီမှာအရက်သားသင်းမောတွေကိုထောက်လန်းပြီးပြစ်မှတ်ထားနိုင်ခဲ့ပါတယ်။ဧပြီလ26ရက်နေ့မှာအီရန်မှာကြီးမားတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဖေဖော်ဝါရီလကရောက်လာတဲ့ဒုံးပြန်လောင်စာအများအပြားကြောင့်ဖြစ်ခဲ့တာပါ။ဒီမီးလောင်တွေတဲ့လောင်စာဆွေတွေကိုအန်နီယရှိပစ္စည်းတူလောင်တဲ့နေရာတွေမှာမထားဘဲအရက်သားသုံးကွန်တိန်နာတွေမှာထည့်သွင်းထားခဲ့ပါဗျ။ပောက်ကွဲမှုကြောင့်လူ98ဦးသေဆုံးပြီး 1000အုပ်တန်ရာရရှိခဲ့ပါတယ်။ပေ30ကွာဝေးကအဆောက်အုံတွေကိုတောင်တုံခါမှုတန်ခံသားခဲ့ရပြီးတမိုင်ပက်လေတွင်ပဒင်းပေါက်တွေကွဲကြေခဲ့ကကွန်တိန်နာ1000ခန့်ပျက်စီးခဲ့ပါတယ်။တရုတ်ကောင်စစ်ဝင်ရုံးကတရုတ်နိုင်ငံသား3ဦးပောက်ကွဲမှုတွင်တန်ရာရရှိခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။သမ္မတထရန့်ရဲ့အစိုးရဖွဲ့ကဖေဖော်ဝါရီလမှာအီရန်ပေါ်ဖိအားပေးတဲ့မူဝါဒကိုပြန်လည်ကျင့်သုံးပြီးနောက်မေလ14ရက်နေ့မှာအမေရိကန်ဗန်နာယီဝင်ကြီးဌာနကအီရန်ရဲ့ဒုံးကျည်ထောက်ပံ့ရေးကွင်းစာမှာပါဝင်ပတ်သက်နေတဲ့လူ6ဦးနဲ့ အဖွဲ့အစည်းဆက်နှစ်ခုကိုပိတ်ဆို့အရေးယူတောင်းကြေညာခဲ့ပါတယ်။ပြစ်မှတ်ထားခံရတဲ့အီရန်နဲ့တရုတ်ခြေဆိုင်အဖွဲ့အစည်းတွေထဲမှာတရုတ်ကုမ္ပဏီ၈ခုနဲ့တရုတ်နိုင်ငံသား၄ဦးပါဝင်ပါတယ်။သူတို့ကိုကာဗွန်ဖိုင်ဘာနဲ့အခြားထိခိုက်လွယ်တဲ့ပစ္စည်းတွေကိုအီရန်စီတင်ပို့ခဲ့တဲ့အတွက်အမည်ပြတ်စရင်သွင်းခဲ့တာပါ။ဗန်နိုင်းဝန်ကြီးဌာနရဲ့အဆိုအရဒီအဖွဲ့အစည်းတွေဟာအီရန်ကိုတိုက်ချင်းပစ်ဒုံးကြီးတွေတီထွင်ရမှာအသုံးပြုတဲ့ပစ္စည်းတွေရရှိအောင်ကူညီပေးခဲ့ပြီးအစ္စလာမစ်တော်လှန်ရေးအဆောင်တပ်ဖွဲ့ IRGC လက်အောက်ခံ ုတေသနနဲ့ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကြီးတွေကိုလည်းထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။ American ဘဏ္ဍာရေးဝန်ကြီး Scott Bassett က American ပြည်ထောင်စုအနေနဲ့ Iran ကိုတိုက်ချင်းပစ်ဒုံးကျည်တွေတီထွင်ခွင့်မပေးနိုင်ဘူး။ Iran ဆိုရရဲ့အစိမ့်မြင့်ဒုံးကျည်စွမ်းရည်တွေကိုမစင်မကျင်ဆက်လက်တီထွင်နေတာ။သူတို့ရဲ့ထုတ်လုပ်မှုစွမ်းရည်ကိုကိုယ်တိုင်ထုတ်လုပ်လာနိုင်အောင်ကြိုးပမ်းနေတာတွေဟာ American ပြည်ထောင်စုနဲ့ဒေတာရင်းတည်ငြိမ်ရေးအတွက်လက်မခံနိုင်တဲ့ချင်းချောင်းမှုတစ်ခုပဲလို့ပြောခဲ့ပါတယ်။ဗန်နိုင်းဝန်ကြီးဌာနကဒီပုံကိုရင်းနဲ့အဖွဲ့အစည်းတွေဟာ IRGC ရဲ့လေကြောင်းဌာနနဲ့ကိုပိုင်ဖူလုံရေးဂျီဟတ်အဖွဲ့အစည်းတွေကိုကူညီပေးခဲ့တယ်လို့ထပ်မံဖော်ပြခဲ့ပါတယ်။အမေရိကန်ကအီရန်ရဲ့ဒုံးကျည်တဲ့ drone အစီအစဉ်တွေကိုကူညီပေးနေတဲ့တရုတ်နဲ့ဟောင်ကောင်ကကုမ္ပဏီတွေလူပုဂ္ဂိုလ်တွေကိုတန်ခတ်ရေးယူလိုက်ပါတယ်။အဓိကတင်ပို့သူဖြစ်ရှန်ဟိုင်းတုံချန်း News Materials Technology Company Limited ပိုင်ရှင်ချင်းချင်းဟွာသူစနီးဝောင်ချာနဲ့ဥပဒေပိုင်းဆိုင်ရာကိုယ်တလဲချင်းဒီရိုင်တို့အားလုံးကို ပိတ်ဆို့ရေးယူစင်ရင်နဲ့ထည့်လိုက်ပါတယ်။ သူတို့ဟာအီရန်ရဲ့ IRGC Islamic Dollar ရဲ့အဆောင်တပ်ဖွဲ့အတွက်ဒုံးကြီးတွေမှာသုံးတဲ့ fiber တွေပို့ပေးခဲ့တယ်လို့စွပ်စွဲခံထားရပါတယ်။နိုင်ငံသားမီဒီယာများပြားကအစ္စရေးကမှဇွန်လ13ရက်နေ့မှာအီရန်ကိုတိုက်ခိုက်ပြီးနောက် CCP ဟာသူ့ရဲ့ရေရှည်မဟာမိတ်ဖြစ်တဲ့အီရန်ကိုကုန်တင်လေယာဉ်ကြီးတွေအသုံးပြုပြီးသုံးရက်ဆက်တိုက်အကူအညီပေးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။လေကြောင်းခီးစဉ်အချက်လက်တွေအရတရုတ် Boeing 747ကုန်တင်လေယာဉ်သုံးတဲ့ဟာ Luzon Box ကိုပြန်တမ်းဖို့စီစဉ်ထားပေမဲ့ ဥရောပလေပိုင်းနက်ကိုဖြတ်သန်းခဲ့ခြင်းမရှိပါဘူး။အဲဒီလေရင်ဟာမြောက်ပိုင်းတရုတ်ကနေအနောက်ဘက်ကိုပြန်သန်းပြီးကာဇက်စတန်ကိုဝင်ရောက်ကာဥစ်ဘက်ကစ္စတန်နဲ့တာကမန်နစ္စတန်တို့ကိုဖြတ်ကျော်ပြီးအီရန်လေပိုင်းနက်အနီးမှာရေဒါကနေရုတ်တရက်ပျောက်ကွယ်သွားခဲ့ပါတယ်။တာကမန်နစ္စတန်ဟာအီရန်ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်ပြီးအီရန်ရဲ့ယင်းနီးတဲ့မဟာမိတ်ဖြစ်ယူဆခံရပါတယ်။တရုတ်ရဲ့ Hanan Civil Aviation Development and Investment Group ဟာ2014ခုနှစ်မှာ လူဇင်ဘော့ရဲ့ကုန်တင်လေကြောင်းလိုင်းမှာ35ရာခိုင်နှုန်းရှယ်ယာတွေရယူခဲ့ပါတယ်။လေကြောင်းခီးစင်တွေကိုဆောင်ရွက်ခဲ့တဲ့ Luxembourg International Freight Company ဟာသူတို့ရဲ့လေယာဉ်တွေဟာအီရန်လေပိုင်နက်ကိုအုံပြုခဲ့ခြင်းမရှိဘူးလို့အတည်ပြုခဲ့ပေမဲ့ကုန်ပစ္စည်းတွေရဲ့ပါဝင်ပစ္စည်းတွေနဲ့ပတ်သက်တဲ့မေးမြန်းမှုတွေကိုတော့တုံ့ပြန်ခဲ့ခြင်းမရှိပါဘူး။ကုန်တင်စင်ရင်းတွေကိုအများအပြားထုတ်ပြန်လို့မရှိဘဲကြေညာထားတဲ့ပါဝင်ပစ္စည်းတွေဟာမမှန်ကန်နိုင်ပါဘူး။ Boring 747လေယာဉ်တွေဟာစစ်ပတ်သုံးပစ္စည်းတွေနဲ့လက်နက်တွေကိုတည်ယူနိုင်ပါတယ်။ ထိုင်ဝမ်ရဲ့ National Defense Security Institute ကသူတေသည်ရှန်မင်းကဒီလေယာဉ်တွေဟာဒုံးကျည်လောင်းစာထုတ်လုပ်ရေးပစ္စည်းတွေကိုစစ်ဘက်သုံးပစ္စည်းတွေကိုအီရန်စီပို့ပေးခဲ့တာဖြစ်နိုင်တယ်လို့မှတ်ချက်ပြုခဲ့ပါတယ်။အနာဂတ်မှာလည်းဒီလိုဖြစ်ရက်တွေထပ်ဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ဇွန်လ6ရက်နေ့မှာ Wall Street Journal ကအီရန်ဟာဒုံးကျည်ဒုံးကျည်ရှေ့ရထုတ်လုပ်ဖို့လုံလောက်တဲ့ဒုံးကျည်တွေထုတ်လုပ်ရမှာအသုံးပြုတဲ့အဓိကပစ္စည်းဖြစ်တဲ့ Ammonium Perchlorate တန်ထောင်နဲ့ချီမှာယူထားတယ်လို့ဖော်ပြခဲ့ပါတယ်။ ဒီပစ္စည်းတွေကိုတရုတ်ကနေ လာမဲလာအတွင်းအီရန်ကိုပို့ဆောင်ပေးဖို့မျှော်မှန်းထားပါတယ်။ဒါပေမဲ့အစ္စရေးကပိုပြီးပုံရှုပ်ွယ်ရှုပ်ဆောင်ရွက်ရနိုင်ပါတယ်။အီရန်လည်းကိုမကြသိငင်ကဝင်ရောက်ခဲ့တဲ့လျှို့ဝှက်လေယာဉ်သုံးသင်းဟာတရုတ်ရဲ့ဒုံးကျည်ထုတ်လုပ်ရေးပစ္စည်းတွေပို့ဆောင်မဲ့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့ခန့်မှန်းရပါတယ်။အစ္စရေးအနေနဲ့ကလည်းအီရန်ကိုကြိုတင်တိုက်ခိုက်ရတာဟာအီရန်ရဲ့လက်နက်ပြုတ်လို့ဖို့အတွက်နှီးစက်လာနေတဲ့ယူရေနီယံနဲ့အလင်းမြန်တိုးချဲ့လာနေတဲ့တာဝေးဒုံးကျည်တူလောင်မှုတွေကြောင့်ဖြစ်ပါတယ်။ မိကိုမလောင်ငင်ကတားဆိုတဲ့သဘောမျိုးနဲ့လှုပ်ခဲတာပါဒီတုံးကြီးတွေကို ထိမ့်ချုံမထားနိုင်ရင်အစ္စရေးအတွက်အလွန်အန္တရာယ်ရှိတဲ့ချိန်ချောင်မှုဖြစ်လာနိုင်လို့ပါပဲအီရန်ဟာဘေကျင်းတရုတ်ကနေနီးပညာတွေဒုံးကြီးအစိပ်ပိုင်းတွေဒုံးမြန်စီဒုံးမြန်စီတွေအပါအဝင်အထူးကပစ္စည်းတွေရရှိနေပါတယ်တရုတ်ဟာအီရန်ရဲ့စီးရဲလုပ်ငန်းတွေမှာကာလရှည်ကြာပါဝင်နေတာကိုအတည်ပြုထားတဲ့အထောက်အထားတွေလည်းရှိပါတယ်အီရန်ကဘယ်တော့မှသင်ငန်းစာမယူတတ်ပါဘူးအမှတ်မရှိပါဘူး ပြီးခဲ့တဲ့ဘက်ကအစ္စရေးရဲ့တိုက်ခိုက်မှုတွေမတိုင်ခင်မှာအီရန်က တရုတ်ဒုံးပျံစီကိုဒုတိယအကြိမ်ပိုများတဲ့ပမာဏထပ်မှားခဲ့ပါတယ်။ဒါကလည်းအစ္စရေးရဲ့တိုက်ခိုက်မဲ့အချိန်ကာလပေါ်တက်ရောက်မှုတွေရှိခဲ့ပါတယ်။တရုတ်ကိုကာဝယ်ပေးသူတချို့ကအစ္စရေးအနေနဲ့တရုတ်ရဲ့အီရန်ကိုထောက်ပံ့မှုကိုအလွန်ကျွံအတိတ်ပဲမကောက်သင့်ဘူးလို့ညင်းခုံကြပါတယ်။သူတို့ကတရုတ်ဟာဘု து ကိုမဆိုဘာမဆိုရောင်းချတာဖြစ်ပြီးတရုတ်ရဲ့ရန်သူအစ်စ်မှန်ကအမေရိကန်ဖြစ်ပြီးအစ္စရေးမဟုတ်ဘူးလို့ပြောဆိုပါတယ်။တခြားသူတွေကတော့တရုတ်ရဲ့ အီရန်နဲ့ဟူဒီအဖွဲ့တွေကိုထောက်ပံ့မှုဟာအမေရိကန်ကိုအရှေ့လေပိုင်းဒေသမှာနှင်မွန်းစေပြီးအရင်းမြစ်တွေဖြုံးတီးစေကတရုတ်ကတောင်တရုတ်ပင်လယ်နဲ့အခြားဒေသတွေမှာသူ့ရဲ့အော်ဒါလွှမ်းမိုးမှုကိုချဲ့ထွင်ဖို့ရည်ရွယ်တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့တရုတ်ကအီရန်ကိုဓာတ်ရိုက်စစ်ရေးအကူအညီပေးခဲ့တာကြောင့်အစ္စရေးရဲ့သားဒါဇင်များစွာဒုံးကျည်တိုက်ခိုက်မှုတွေမှာသေဆုံးခဲ့ရပါတယ်။ဒီဒုံးကျည်တွေဟာအစ္စရေးလူနေရပ်ကွက်တွေကိုအတန်ရဲ့အမြန်နှုံးထက်6ဆပုံမြန်တဲ့နှုံးနဲ့ထိမှန်ခဲ့ပြီးလူရာပေါင်းများစွာကိုဒဏ်ရာရခဲ့ပါတယ်။ ။အစ္စရေးကအီရန်ပေါ်စစ်ရေးလှုပ်ဆောင်မှုတွေမစတင်ခင်မှာတရုတ်ရဲ့အကူအညီနဲ့ထုတ်လုပ်ထားတဲ့ drone တွေဟာအစ္စရေးအရက်သားတွေကိုတပ်ဖြတ်ရမှာအသုံးပြုခဲ့ပြီးဖြစ်ပါတယ်။ဥပမာအနေနဲ့2024ခုနှစ်ဇူလိုင်လ19ရက်နေ့မှာတယ်လအဖစ်ကအသက်50ရွယ်အရက်သားတဦးဟာဆိုရင်ဟူဒီဖွဲ့ကပြစ်လွတ်လိုက်တဲ့ SAMA3 drone ရဲ့ပောက်ကွဲမှုကြောင့်အိပ်ပျော်နေရင်သိမ်းဆုံးခဲ့ရပါတယ်။ဒီ drone ကိုတရုတ်ကထောက်ပံ့ပေးခဲ့ပြီးအီရန်မှာထုတ်လုပ်ခဲ့တာပါ။ အစ္စရေးစစ်တပ်ကတရုတ်ကူညီနဲ့စောက်ထားတဲ့အီရန်ရဲ့ကာဗွန်ဖိုင်ဘာစက်ရုံကိုဖျက်ဆီးလိုက်ပြီလို့ကြေညာပြီးနောက်ဆိုရှယ်မီဒီယာအသုံးပြုသူတချို့ကအစ္စရေးကနှစ်ပေါင်းများစွာတရုတ်ကိုသူ့ရဲ့အစ်မြင့်နီးပညာတွေပေးခဲ့တဲ့အပြင်အမေရိကန်ကလည်းနောက်ွယ်ကနေထောက်ပံ့ပေးနေတာပါသူတို့ကိုချလောက်ကိုပြန်ပြစ်နေကြတာလို့မှတ်ချက်ပေးခဲ့ကြပါတယ်ဒီအချိန်မှာအစ္စရေးအနေနဲ့သူ့ရဲ့ကာလရှည်ကြာတရုတ်လိုလာတဲ့မူဝါဒကိုချက်ချင်းအဆုံးသတ်တင်ပါတယ်အစ္စရေးအနေနဲ့တရုတ်မှာယင်းနှိမ့်နှံမှုကိုဆက်ပြီးအာမပေးတဲ့တော့လို့ တိုင်မိုးကြီးစိုက်ကန်းနဲ့တယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အုံလုပ်ပိုင်ခွင့်တွေကို CCP ကိုမပေးသင့်တော့ပါဘူး။2000ပြည့်နှစ်စောပိုင်းကတည်းကဇက်တိုက်တက်လာခဲ့တဲ့ Israel ဝင်ကြီးချုပ်တွေကနိုင်ငံရေးအရရန်သူလိုဖြစ်နေတဲ့တရုတ်နိုင်ငံကို Tel Aviv မှာတရုတ်ရထားတွေမောင်းနှင်ခွင့်ပြုပေးခဲ့တယ်ဆိုတာမယုံနိုင်စရာပါပဲ။တကယ်တော့တရုတ်ဟာ Iran Iraq စစ်ပွဲအပါအဝင်အရှေ့လယ်ပိုင်းကိုအ ਨੇ စုံ၁၀စုနှစ်၃ခုကြာအောင်လက်နက်တွေထောက်ပံ့ပေးခဲ့ပါတယ်။ American ကအရှေ့လယ်ပိုင်းမှာဝင်ရောက်ဆွတ်ဖက်ပြီးနောက် တရုတ်ဟာအမျိုးမျိုးသောအကြမ်းဖက်ဖွဲ့စည်းတွေကိုလက်နက်တွေဇက်တိုက်ပံ့ပိုးပေးနေပြီးအမေရိကန်စစ်ရေးအင်အားကိုတဖြည်းဖြည်းကုန်ဆုံးစေပါတယ်။အရှိလေပိုင်းမှာတရုတ်ရဲ့အကြီးဆုံးလက်နက်ရောင်းဝယ်သူကတော့ China North Industry Group Corporation Norongo ဖြစ်ပါတယ်။ Norongo ဟာအီရန်မှာရေရှည်တည်ရှိနေတဲ့ဖွဲ့စည်းဖြစ်ပါတယ်။၂003ခုနှစ်မှာအမေရိကန်က Norongo ကိုထုတ်ကုန်တွေကိုနှစ်နှစ်ကြာတင်သွင်းမှုပိတ်ပင်ခဲ့ပါတယ်။အကြောင်းရင်းကတော့ အီရန်ကိုတုံးကျင်နဲ့ပတ်သက်တဲ့လက်နက်တွေရောင်းချမှုမှာသူတို့ရဲ့ပါဝင်ပတ်သက်မှုကြောင့်ဖြစ်ပါတယ်။မကြသေးမီနှစ်တွေတွင်အမေရိကန်နဲ့ရှင်ပြိုင်မှုအတွက် CCP ကောင်းဆောင်ရှိခြင်းဖြင့်ကစစ်ပတ်ဆက်မှုလုပ်ငန်းကတာဝန်ရှိသူတွေကိုယာရုတိုးမြှင့်ပေးခဲ့ပါတယ်။အရှိလေပိုင်းကိုလက်နက်ထောက်ပံ့ပေးနေတဲ့လက်နက်ကုမ္ပဏီတွေကအမှုဆောင်များပြားကိုကွန်မြူနတီပါတီ CCP ထဲမှာယာရုကြီးတွေပေးခဲ့ပါတယ်။တရုတ်ရဲ့လက်ရှိဒုတိယဝန်ကြီးချုပ်ကျန်းကွန်ဟာအရင်က Norringo ရဲ့အထွေထွေမန်နေဂျာဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ကျန်းဟာ 1990ပြည့်နှစ်တွေကလေးကနော်ရင်ကိုမှလှုပ်လှုပ်ခဲ့ပြီးအရှေ့လေပိုင်းမှာကုမ္ပဏီရဲ့လုပ်ငန်းတွေမှာပါဝင်ပတ်သက်ခဲ့ပါတယ်။သူဟာအီရန်မှာအထွေထွေကိုယ်စားလှယ်ရဲ့ဒါရိုက်တာဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။လက်ရှိရှန်ရှိပြည်နယ်အုပ်ချုပ်ရေးမှူးကျောင်းကုံဟာလည်းရှီကျင်းဖင်ရဲ့စစ်ဘက်ဆက်မှုလုပ်ငန်းစနစ်မှာယုံကြည်ရတဲ့ပုံကူတူဖြစ်ပါတယ်။တရုတ်စစ်တပ်နဲ့ကာကွယ်ရေးကုမ္ပဏီတွေဟာလက်နက်မှောင်ခိုကူးမှုနဲ့စစ်ရေးစီမံကိန်းတွေမှာလက်စားတာအပါအဝင်ခြားစားမှုတွေမှာနှဆိုင်စွာပါဝင်ပတ်သက်နေပြီး လုံခြုံရေးအန္တရာယ်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်2021ခုနှစ်ဧပြီလမှာ China Not Industry Group ရဲ့ဥက္ကဋ္ဌရင်လျှောက်ကိုယာရုကနေဖယ်ရှားခဲ့ပါတယ်တရားဝင်အစီရင်ခံတာတွေကရင်ဟာကုမ္ပဏီရဲ့အကျိုးမြတ်ရှိတဲ့လုပ်ငန်းတွေကိုသူ့ရဲ့တငယ်ချင်းတွေနဲ့ဆွေမျိုးတွေကိုကိုကျိုးရှာမှုအတွက်လွှဲပြောင်းပေးခဲ့တာကြောင့်နိုင်ငံတော်ကျိုးစီးပွားကိုကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်စေခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်ဒီထုတ်ပြန်ချက်ကသူဟာတရုတ်ကအရှိလေပိုင်းကိုထောက်ပံ့ပေးခဲ့တဲ့လက်နက်တွေကနေ ဘလောက်အကျိုးမြတ်ရခဲ့တယ်ဆိုတာကိုပြသနိုင်ပါတယ်။အစ္စရေးနဲ့အီရန်တို့ကြားပြည်ပခရီပုံမပြင်းထန်လာပြီးစစ်ပွဲရှေ့ချသွားနိုင်တဲ့အခြေအနေမှာအီရန်မှာရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားများစွာဟာအန္တရာယ်ကျရောက်နေပါပြီ။2021ခုနှစ်မတ်လ28ရက်နေ့မှာတရုတ်ကအီရန်နဲ့ဒေါ်လာဘီလီယံ400ရင်းနှီးမြှုပ်နှံမဲ့ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီအစီအစဉ်ဟာရေရှည်ပူးပေါင်းဆောင်ရွက်မှုမူပေါင်းသဘောတူညီချက်ဖြစ်ပြီးဘန်နာရေးအခြေခံအဆောက်အအုံကျမ်းမာရေးဆောင်ရှားမှုနဲ့ ်ကာကွယ်ရေးအပါဝင်နယ်ပယ်သီးသီးမှပူးပေါင်းဆောင်ရွက်ဖို့ပါဝင်ပါတယ်။တရုတ်ကအီရန်မှာဒေါ်လာဘီလီယံ400ကို25နှစ်တာရင်းနှီးမြှုပ်နှံမှာဖြစ်ပြီးအီရန်ကတော့တရုတ်ကိုဈေးနှုန်းချိုသာသာနဲ့ရေနံပေးမှာဖြစ်ကအီရန်ဘဏ်လုပ်ငန်းဆက်သွယ်ရေးနဲ့အခြားစီမံကိန်းတွေမှာတရုတ်ကိုပါဝင်ခွင့်ပြုမှာဖြစ်ပါတယ်။ဒီသဘောတူညီချက်ဟာတရုတ်ရဲ့ခပလန်းစီမံကိန်း Belt and Road Initiative အပေါ်မှာအခြေခံထားတာလည်းဖြစ်ပါတယ်။ထိုင်ဝမ်တောင်ကုန်းတက္ကသိုလ်ကတာဒမန်ရေးရာတွဲဖက်ပေါင်ပေါက်ခ ဒေါက်တာဂျန်မိုကတရုတ်ဟာရှေ့လယ်ပိုင်းကိုချဲ့ထွင်မှုအတွက်အီရန်ကိုအခြေစိုက်စခန်းတစ်ခုဖြစ်ရှုမြင်ခဲ့ပြီးဒီဒေသကိုသူ့ရဲ့ခပလန်းစီမံကိရဲ့တစိမ့်တစ်ပိုင်းအဖြစ်နဲ့အနောက်တိုင်းကိုတံပြန်ရင်ဆိုင်မှုအတွက်ရှေ့တန်းနေရာတစ်ခုဖြစ်လှုပ်ဆောင်မှုရည်ရွယ်ခဲ့တယ်လို့ယုံကြည်ပါတယ်။ဒါ့ပေမဲ့ဒီစီဇန်ကနေပဲအားလုံးမှာကြာရှုံးခဲ့ပြီလို့သူကပြောပါတယ်။ဒေါက်တာဂျန်က2021ခုနှစ်သဘောတူညီချက်ဟာအီရန်မှာတရုတ်ရဲ့ဒေါ်လာဘီလီယံ400အခြေခံအဆောက်အုံကိုရင်းနှီးမြှုပ်နှံမှုရဲ့တစိမ့်တစ်ပိုင်းဖြစ်ပေမဲ့ 25နှစ်စီမံကိန်းရဲ့၄နှစ်တောင်မပြည့်သေးခင်မှာအီရန်စိုးရအသက်ရှင်ရပ်တည်နိုင်အောင်မလားဆိုတာမသေးကြတော့ပဲတရုတ်ရဲ့အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုတွေဟာအခုဆိုရင်အမှန်တကယ်ဆုံးရှုံးသွားပြီလို့မှတ်ချက်ပြုခဲ့ပါတယ်အရှိတောင်အာရှနဲ့ဘ ਹੁ အာရှမှာလည်းဒီလိုမျိုးမပြီးသေးတဲ့ခပလန်းစီမံကိန်းတွေဖြစ်ခဲ့မှုတွေလို့သူကထပ်ပြောခဲ့ပါတယ်ဇွန်လ21ရက်နေ့မှာအစ္စရေးကာဝေးတပ်ဖွဲ့ IDF ကအစ္စရေးဟာအီရန်ကိုတိုက်ခိုက်မှုအသစ်တွေလှုပ်ဆောင်ခဲ့ပြီလို့ကြေညာခဲ့ပါတယ် ။ Israel စစ်တပ်ကအီရန်နိုင်ငံရဲ့အကြီးဆုံးနျူကလ িয়ার သုတေသနစင်တာဖြစ်တဲ့ Isfahan မြို့ကနျူကလ িয়ার ဆက်ရုံတွေကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။ Israel Iran ပဋိပက္ခဆက်လက်ဖြစ်ပွားနေချိန်မှာ Israel က Iran ရဲ့အမြင့်ဆုံးကောင်းမောင်ရဲ့ပုံအောင်တဲ့နေရာကိုသိရှိထားပြီးဘယ်အချိန်မှစိုးလောက်ကျန်ခံရနိုင်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။တရုတ်ဆိုရှယ်မီဒီယာတွေမှာတော့အီရန်ရဲ့ဘာသာရေးအစိုးရနီးကပ်လာတဲ့ပြိုလဲမှုအကြောင်းစတင်ဆွေးနွေးနေကြပါပြီ။တရုတ်ကွန်မြူနတီပါတီကထောက်ခံတဲ့ဘယ်အစိုးရမဆို အာနာရှင်အစိုးရဖြစ်နိုင်ပြီမဲ့တရုတ်ကိုသဘောကျနှစ်သက်ပြီးဖင်ပေးပေါင်းနေတဲ့အစိုးရတွေကလည်းတယောက်ပြီးတယောက်ပြိုလဲလေရှိတယ်ဆိုတာကိုအခုပဲလက်တွေ့သက်သေပြနေပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ